ချင်းပြည်နယ်ခေါလံဘူးမြို့နယ်နဲ့ဆောလော့မြို့နယ်ဆက်မှာရှိတဲ့လဲဟဲဆဲတံခွက်ကိုထိုးစစ်ဆင်လာတဲ့စစ်ကောက်စီနဲ့ဌာနေပြည်သူ့စစ်အဖွဲ့တွေအကြဆိုးများစွာနဲ့နောက်ပြန်ဆူသွားပြီလို့ KIA ကချင်းလော်လိုက်တက်မတော်ပြောက်ခွေရပုံမီးနော့ဘူးကပြောပါလေမနေ့နှောင်းမန်းကလေးက KIA နဲ့မဟာမိတ်တွေသိပ်ပတ်ပြီးစခန်းထိုင်ထားတဲ့ဒီတံခွက်ကိုစက်တင်ဘာ၁၉မှာစစ်တပ်နဲ့ပြည်သူ့စစ်တွေကအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်လာတာဖြစ်ပြီး၂၁ရက်နေ့မှာပြန်ဆုတ်သွားတယ် နေမြေရှိတဲ့ခါစစ်သားအလောင်းများစွာတွေ့ရတယ်လို့ပုံမင်းနော်ဘူးကပြည်ရင်ကိုပြောပါတယ်။တိုက်ပွဲစဖြစ်တဲ့ချင်းကတော့ဒီလ19ရက်နေ့အနစဖြစ်တဲ့ဖြစ်ပါတယ်နဲ့17ရက်နေ့အထိလောက်အဲမှာတိုက်ပွဲဖြစ်တာရှိပါတယ်။အဲ့ဒါကိုကျွန်တော်တို့အကေရင်နဲ့ပူပေါင်းတတ်တယ်အရကုခန်တိုက်ထုတ်ပြီးမှကုရောအဲဒီရန်သူဘက်ကတော့နောက်ဆုတ်သွားတာကိုတွေ့ရပါတယ်။ နစနေနစတုံးစလေးလောက်မှာတော့အဲ့ဒီတိုက်ပွဲဖြစ်တဲ့နေရာကိုနေဝင်ရှင်းလင်းရေလုပ်ပါတယ်အဲ့ဒီနေဝင်ရှင်းလင်းရေလုပ်ခဲ့ချိန်မှာဟိုသက္ကကဘက်ကတော့အလောင်းတွေလဲသူတို့အလောင်းတွေရောလားသူတို့တွေ့ပါတယ်ဒါပေမဲ့ဘလောက်ပင်အူပင်ရောက်ပင်အလောင်းဆိုတော့ကိုရောကျွန်တော်တီချာတော့မရသေးပါဘူးအခုတော့ရန်တိုဘက်ကတော့နောက်ဆုတ်ပြီးမှဟိုကျွန်တော်တို့ ်ခန်တဲ့နေအနေမိတာငါထုံခွန်းထောင်လောက်အဝေးတဲ့နေရာမှာသူတို့ကပြန်မမနောက်ဆုံးမနေရာယူထားတယ်ဆိုတော့တရင်လောက်ပဲကိုကျွန်တော်တို့ကြားတရားပါရခင်ဗျာဒီသတင်းမီဒီယာတွေရဲ့ဖော်ပြချက်အရတော့လဲဆယ်တောင်ကိုပါဒီဒီသမှာဗျူဟာရအရေးပါပြီးဒီစခန်းကိုသာစစ်တပ်ဘက်ကရာသွားမယ်ဆိုရင်ခွန်လန်ဘူးကနေဆော့လော်ချီပွေး ပန်ဝါဖက်တီသွားနေတဲ့တခုတည်းသောမြေပြင်လမ်းကြောင်းကိုရသွားနေတော့မို့ဒီစခန်းဟာနှစ်ဖက်တက်တွေအတွက်အလွန်အရေးပါတဲ့နေရာဖြစ်တယ်လို့သိရပါတယ်။ရှမ်းမြောက်ဒေသကြောင်မဲမြို့စီထိုးစစ်ဆင်နေတဲ့စစ်ကောင်စီတပ်ဟာလေကြောင်းပစ်ကူသွပြီးရှေ့တိုးလာနေတဲ့အတွက်အခုဆိုရင်ကြောင်မဲနဲ့ရှစ်မိုင်ကွာစခန်းသာရွာအနီးထိရောက်နေပြီဖြစ်တယ်လို့ရွှေဖြီမြေကဖော်ပြပါတယ်။စက်တီဘာ25မှာနောက်ချိုကြောင်မဲလမ်းမကြီးပေါ်မှာရှိတဲ့ နာအိုက်ခန့်နဲ့စခန်းသားရွာချောက်ကိုစစ်ကောင်စီတပ်တွေရောက်နေပြီးတီအန်လီတန်းမျိုးသားလွန်မြောက်တပ်မတော်ဖက်ကအပြင်းထန်ကုခတ်နေတယ်စစ်တပ်ဖက်ကဝိုင်းထွဲလျင်နဲ့ဘိုးအလုံး30တိကျဲသွားတယ်လို့ဆိုပါတယ်တီအန်လီဖက်ကတော့ကျောင်းမန်းတဲ့ဒီဘုံမှာစစ်ကောင်စီကိုတရင်ပေးနေတဲ့စာရဖတ်စစ်ဖေးရလို့ချွေးဌာနကစီလော့ထားသူ10ဦးကျော်ကိုဖမ်းမိပြီးအရေးယူထားတယ်လို့မင်းကသတင်းထုတ်ပြန်ထားပါတယ် စကန်တိုင်းဝန်သူမျိုးကနေထွက်လာတဲ့စစ်ကောင်စီတပ်ကိုတွန်လိုင်းတပ်တွေကတက်ခတ်ရမှာ30ခါတိသေဆိုပြီး6ဦးကိုလက်ရဖမ်းမိလည်းနဲ့အချို့လည်းသိမ့်မိတယ်လို့တဇူးတောင်ပို့စ်ကဖော်ပြပါတယ်စစ်တမတို့ရမှာစစ်တမ်းလက်ရဲပူပေါင်းရာ60ခါပါတဲ့စစ်ကြောင်းကိုထောက်ကျတော့ရွာနေတက်ခတ်တာဖြစ်ပြီး အလောင်း30ကျော်နဲ့6ဦးကိုလက်ရဖမ်းမိတယ်လို့ဆိုပါတယ် ဒီတခက်မှုကိုအမှတ်၁စစ်တေသကောလင်းခရင်အမှတ်၄တိုင်ရင်နဲ့အမှတ်၄တိုင်ရင်ပူပေါင်းဆောင်ရတာလို့ဖော်ပြထားပါတယ်မန္တလေးတိုင်မြစ်ချင်မြို့နယ်တလုံးမြို့နီးဆန်ကယ်စီဘီသွားလာနေတဲ့စစ်တမ်းနဲ့ပြူစောထိတွေကိုတွန်လိုင်းတပ်ကတက်ခတ်ရမှာစစ်သားနဲ့ပြူ၄ဦးသေပြီးတနက်တည်းလဲသိမိတယ်လို့မန္တလေး Free Press ကဖော်ပြပါတယ်စစ်တပ်နဲ့စစ်နေမှာတလုံးမြို့နယ်အနေကြီးရောက်ကြမှာတက်ခတ်တာဖြစ်ပြီး သိမိလဲနဲ့ကတော့ G3 ဖြစ်တာကိုတပ်ပုံမှတန်တဲ့တွေ့ရပါတယ်။တော်လိုင်းဘက်ကလည်းရေဘော်တူကြားဆိုးခဲ့ရတယ်လို့ဖော်ပြထားပါတယ်။ထိုင်းမြန်မာနယ်စပ်မြဝတီမြို့အနီးက၄ကီကော်မြို့တိတ်ကိုသိပ်ပဲ့နိုင်ဖို့စစ်ကောင်စီကလေကြောင်းပစ်ကူတွေမင်းဆိုင်တို့တွေနဲ့အဆင်မပြတ်ပစ်ခတ်ပြီးထိုးစစ်ဆင်နေတာ၄ရက်ကြာလာပြီဖြစ်ပေမဲ့ထိခိုက်သေးဆုံးမှုများပြီးရှီမတို့နိုင်ဖြစ်နေတယ်လို့ Current Information Center ကဖော်ပြပါတယ်။ စက်တင်ဘာ27မှာထူးဆန်းစတင်ပြီးမင်းဆိုင်ဒိုလက်နက်ကြီးလေကြောင်းပစ်ကူဒရုန်းနဲ့ပုံသီးတွေဆက်တိုက်ချနေပေမဲ့ KNL နဲ့ PDA တွေဖက်ကလက်နက်ကြီးနဲ့လေကြောင်းရံကိုဗျူဟာမြောက်ရှောင်ကွင်းပြီးခုခံနေတယ်။ပိဟိကလော့ကြေးရွာနဲ့ထီမဝါခီကြေးရွာဖက်ထိုးဝင်လာတဲ့စစ်ကောင်းစီစစ်ကြောင်းစစ်ကြောင်းတခုလုံးဒီပါပြည်ရက်ထိအထိနောက်သွားတယ်လို့ရှီတန်သတင်းရပ်ကွက်တွေကပြောပါတယ်။စစ်ကောင်းစီတပ်တွေဝင်လာနေအောင် BGF ကရင်နယ်ခြားသက်ကကူညီပေးနေတယ်လို့သတင်းတွေထွက်ပေါ်နေပြီး ဒဏ်ရာရစစ်သားတွေကိုလည်း BGF ကားတွေနဲ့သေပေးနေတာတွေ့ရတယ်လို့ဒေသခံတွေပြောဆိုကြောင်းဖော်ပြထားပါတယ်။မြို့သားညွေစုရ UNG နိုင်ငံတော်ယာယီသမ္မတဒူဝါလက်ရှိလာနဲ့ကရင်မြို့သား CEO ကင်းယူဥက္ကဋ္ဌဘရိုစောကွတ်ထူဝင်းတို့စတေဘာ24မှာတွေ့ဆုံဆွေးနွေးတယ်လို့ကင်းယူဘဟုကသတင်းထုတ်ပြန်ပါတယ်။ဒီတွေ့ဆုံမှုတွင်နယူးတွန်လိုင်းရဲ့အမြန်ဆိုးအောင်မြင်ရန်အတွက်တွန်လိုင်းအရာစုတွေကြား ပူပေါင်းလက်တွဲဆော်ရရဲ့ဂန္ဓာကိုအကြက်တပိတ်ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။တွန်လိုင်းအရောက်စုတွေကြားအခုထက်ပုံမစီလို့ညီညွတ်စွာလက်တွဲပြီးမြန်မာနိုင်ငံဆီအာနာရှင်လက်အောက်မှာအပြည့်တိုင်လွန်မြောက်ရေးဆီအာနာရှင်နဲ့အာနာရှင်မှန်သမျှအမြင့်ပြချိန်မိုးရေးလွန်လပ်မှုညှိချမ်းမှုနဲ့လူထုသားရဝပြုံးမှုတို့ကိုဖော်ဆောင်နိုင်ရေးတို့အတွက်ဆက်လက်ပြီးခိုင်မာစွာအတူလက်တွဲဆောင်ရွက်သွားကြရန်ကောင်းဆောင်နှုတ်ကသဘောတူညီခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ခင်ဗျာ။